သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချန်နယ်မှာဒီကနေ့ဧပြီလ22ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်ပြီးကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုဆုံးထိကြည့်ရှုနားဆင်ပေးဖို့မေတ္တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ NUG PDF အပါအဝင်အဖွဲ့တိုင်းနဲ့ဆွေးနွေးမယ်လို့စစ်ကောင်စီငိမ့်ကော်ဥက္ကဋ္ဌပြောဆိုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အပါအဝင်အဖွဲ့အတိုင်းနဲ့ဆွေးနွေးမှဖြစ်ကြောင်းစစ်ကောင်စီရဲ့အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးပေါ်ဆောင်မှုကော်မတီ NSPNC ဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးရာပေကပြောပါတယ်ပြည်ကတဲ့မတ်လ24ရက်နေ့မှ26ရက်နေ့ထိနေပြည်တော်မှာပြုလုပ်ခဲ့တဲ့2025ငြိမ်းချမ်းရေးဆွေးနွေးပွဲနောက်ဆုံးနေ့မှာ၎င်းကအထက်ပါတိုင်းထည့်သွင်းပြောကြားခဲ့ကြောင်းဆွေးနွေးပွဲမှာပါဝင်တက်ရောက်ခဲ့သူတို့ကပြန်လည်ပြောပြခြင်းဖြစ်ပါတယ် မြည်သည့်အဖွဲမဆိုမြည်သည့်အဖွဲဖြစ်ဖြစ်ဆွေးနေမယ်ကြိုတင်တတ်မှတ်ချက်မထားကြနဲ့လာသာလာခဲ့တကယ်လို့ရှိရင်လည်းအဲ့ဒါကိုဆွေးနေမယ်နေရမရွေးဘူးဆွေးနေဖို့အသင့်ရှိတယ်လို့စစ်ကောင်စီငိမ့်ကော်ဥက္ကဋ္ဌကပြောပါတယ်သို့သော NUG ဘက်ကတော့အယုံကြည်မရှိဖြစ်နေပြီးဆွေးနေလို့စိတ်မရှိဖြစ်နေတယ်လို့အဆိုပါပွဲတက်ရောက်ခဲ့သူကပြောပါတယ် အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီး NUG ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူကိုနေဖုံးလက်ကကျွန်တော်တို့တော်လိုင်းအင်အားစုတွေအနေနဲ့ကနိုင်ငံကြီးဥတီချက်6ရက်ရှိပြီးသားဖြစ်တယ်။အဲ့ဒီဟာကကန့်သက်ချက်တွေဘာတွေပြောနေစရာမလိုဘူး။ကျွန်တော်တို့နိုင်ငံနဲ့ပြည်သူလူထုအတွက်အထူးသဖြင့်ကျွန်တော်တို့နိုင်ငံမှာအခုလိုမျိုးစစ်တပ်ကခဏခဏအာဏာသိမ်းပြီးပြည်သူကိုနှိပ်စက်မှုပြုနေတဲ့အစိုးအတန်တွေကလဲနေတာကိုရပ်တန့်ဖို့အင်မတန်မှအရေးကြီးတဲ့အချက်တွေဖြစ်ပါတယ်။ ဒီချက်တွေကတကယ်အခြေခံမဖြစ်မနေတိုင်းပြည်ကိုခစ်ပြောင်းစနစ်ပြောင်းလုပ်မယ်ဆိုရင်တော့ဒီချက်တွေနဲ့ကိုက်ညီမှဖြစ်မယ်ဆိုတဲ့သဘောနဲ့ဥတီချက်6ရက်ကိုအတိအလင်းကြေညာထားတာဖြစ်ပါတယ်ဒီချက်တွေပေါ်မှာအခြေခံပြီးမှသာလျှင်စကားပြောမယ်ဆိုတဲ့ကိစ္စရပ်တွေကဖြစ်ဖို့ရှိပါမယ်လို့ပြောပါတယ်သို့သောစစ်ကောင်စီအနေနဲ့လက်ကန်ဆွေးနွေးရလမ်းဖွင့်ထားတယ်လို့ပြောဆိုုံနဲ့မရပဲလက်ရှိစစ်တပ်ကလှုပ်ဆောင်နေတဲ့လေရင်နဲ့ဘုံကျဲချင်းအယက်သားပြည်သူများကိုပြစ်မှတ်ထားတပ်ဖြတ်မှုများကိုရတန်းကရရန်နဲ့နိုင်ငံရေးအကျဉ်းသားများကိုလှုပ်ပေးရန်လိုအကြောင်း ပြောင်းလဲမှုလိုလားတဲ့စိတ်ဆန္ဒများကိုပြသခြင်းမရှိပါကတော်လန်ရင်အင်အားစုများကလက်ခံဆွေးနွေးမှာမဟုတ်ကြောင်းဥနေဖုံးလက်ကဆက်လက်ပြောကြပါတယ်။ဒါအပြင်အညာဒေတာမကွေးနဲ့စကိုင်းတိုင်းအတွင်းမှာရှိတဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတချို့ကအဲ့ဒီလိုဆွေးနွေးမယ်လို့ပြောဆိုခြင်းနဲ့ပတ်သက်ပြီးအယုံကြည်မရှိကြောင်းမှတ်ချက်ပေးကြပါတယ်။သူတို့ကတော့အခုမှဒီစကားကိုပြောတာမဟုတ်ပါဘူး။တလျှောက်လုံးအဲ့ဒီစကားကိုတုံးလာတာမို့ဘာမှတော့အရေးမကြီးပါဘူးလို့မကွေးတိုင်းမြိုင်နဲ့ပေါက်ဒေတာမှာရှိတဲ့ကာကွယ်ရေးတပ်များစုပေါင်းဖွဲ့စည်းထားတဲ့အညာမီတပ်ပေါင်းစုရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။ တပန် NUG PDF နဲ့ပတ်သက်ပြီးစစ်ကောင်စီရဲ့ထင်မြင်ယူဆချက်များကို၎င်းကအချက်၄ချက်နဲ့ထောက်ပြပြောဆိုပါရယ်တိအချက်ကမခံချင်းမခံနိုင်မှုနှိအချက်က NUG PDF ဒီအာနာသိမ့်ပြီးနောက်မှာတအားအကောင်လာတော့အရန်ကိုမုံတိမှုသုံးအချက်ကအမေစုရဲ့ NLD နဲ့တရားရဂိုင်းလုံးဆက်ဆက်နေမှုလေးအချက်ကပြည်သူထောက်ခံမှုကိုတရားရဂိုင်းလုံးရထားလို့အဲ့ဒီအချက်တွေကစက္ခတွေတအားကိုမုံပြီးမနာလို့ဖြစ်စေတယ်ဒါကြောင့်ဒီအဖွဲ့တွေကိုနောက်ဆုံးနောက်ဆုံး သူတို့လုံလုံရှုံးမှသာထွက်ပေါက်ဖြစ်လက်ဆွဲလိမ့်မယ်လို့ကျွန်တော်ခန့်မှန်းတယ်လို့၎င်းကပြောပါတယ်။မက်စလာနောက်ဆုံးအပတ်ကကျင်းပခဲ့တဲ့ငင်းချင်ရေးဆွေးနွေးပွဲမှာစစ်ကောင်စီခန့်ငင်းကဥက္ကဋ္ဌကကျွန်တော်တို့ကဘာတတ်မှတ်ချက်မှမရှိဘူး။ကြံတဲ့အဖွဲ့အစည်းတွေကတတ်မှတ်ချက်တွေရှိတယ်။ တက်မတော်ကနိုင်ငံရေးကထွက်မှာတို့တက်မတော်ကိုဖျက်မှာတို့ယာယီအစိုးရဖွဲ့မှာတို့စသဖြင့်ဒီလိုမျိုးကန့်သက်ချက်တွေအဲ့ဒါတွေရှိလာမှလာဆွေးနွေးမယ်ဆိုရင်တော့မဖြစ်နိုင်တဲ့တောင်းဆိုမှုတွေရှိတယ်။ဒါပေမဲ့အဲ့ဒီတောင်းဆိုမှုတွေကိုလက်ခံဆွေးနွေးဖို့လမ်းဖွင့်ထားပါတယ်လို့ပြောကြားခဲ့တဲ့အကြောင်းစစ်ကောင်စီအတွက်ဝါဒဖြန့်သတင်းဌာနများနဲ့ Telegram များမှာဖော်ပြထားတဲ့ဗီဒီယိုများအရာသိရှိရပါတယ်။လက်ရှိလက်နက်ကင်တိုက်ပွဲ၄နှစ်နီးပါးကာလအတွင်းစစ်ကောင်စီထိမ့်ချုပ်ထားနိုင်တဲ့နေမြေ၄ပုံတပုံမရှိတော့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီတမရ တူဝါလက်ရှိလာက2025မြန်မာနှစ်တစ်ကူမိန်ခေါ်မှာထည့်သွင်းပြောကြားခဲ့ပါတယ်။ဒါပြင်ယခု2025ခုနှစ်ကကြီးမားတဲ့ဒေါ်လာရဲ့အလဲအပြောင်းဖြစ်လာစေမယ့်နှစ်ပြည်သူလူထုအတွက်ဒေါ်လာရဲ့အပြည့်အသတ်အောင်ပွဲကိုယူဆောင်သွားနိုင်မယ့်နှစ်ဖြစ်လာစေဖို့အတွက်ဒေါ်လာရဲ့အင်အားစုများကြိုးပမ်းရမယ်လို့ယာယီသမ္မတကပြောကြားပါတယ်။ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်တဲ့အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ NSPNC က ပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလနဲ့ယခုနှစ်ဇန်နဝါရီလတို့မှာနှစ်ကြိမ်အထိမြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA နဲ့တရုတ်နိုင်ငံကုမင်းမျိုးမှာဆွေးနွေးခဲ့ပါတယ်အဲ့ဒီနောက်တရုတ်ပြည်အကြောင်း MNDAA အနေနဲ့ပြီးခဲ့တဲ့နှစ်ဇူလိုင်လ25ရက်နေ့ကတိမ့်ပိုက်ခဲ့တဲ့လာရှိုးမျိုးမှယခုနှစ်ဧပြီလအတွင်းပြန်လည်ဆုတ်ခွာခဲ့ရပြီဖြစ်ပါတယ်။အလားတူ NSPNC ကလည်းမြောက်ပိုင်းမဟာမိတ်ညီနောင်အဖွဲ့ဝင်ဖြစ်တဲ့တအောင်မျိုးသားတက်မတော် TNL နဲ့ယခုနှစ်ဖေဖော်ဝါရီလအတွင်းဆွေးနွေးခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူး။ ယခု April လအတွင်းနှစ်ဖွဲ့ထပ်မံဆွေးနွေးရန်ရှိတယ်လို့ PSLF TNLA ဘက်က February ဆွေးနွေးပွဲအပြီးထုတ်ပြောထားပေမဲ့လည်း April 20ရက်နေ့အထိဖြစ်ပေါ်လာခဲ့ခြင်းမရှိသေးပါဘူး။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဘီလင်းမြို့နယ်မင်းစောရွာဘုံကြီးကျောင်းမှာတန်ဃာတော်များကိုစွန့်ကပ်နေစဉ်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်မှုကိုရင်တပားနဲ့ပြည်သူနှုတ်ပွဲချင်းပြီးတေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မွန်ပြည်နယ်ဘီလင်းမြို့နယ်မင်းစောရွာဘုံကြီးကျောင်းမှာတန်ကားတော်တွေကိုစွန့်ကပ်နေစမှာအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်စွန့်စားကျောင်းဆောင်တဲ့တဲ့ပေါ်ကြောက်ပောက်ကွဲခဲ့ပြီးကိုရင်တပားနဲ့ပြည်သူနှုတ်ပွဲချင်းပြီးတည်ဆုံးခဲ့ကြောင်း KNU ဒုသူတို့ခရိုင်ကထုတ်ပြန်ထားပါတယ်။ဧပြီလ19ရက်နေ့နနက်7:00နာရီ9မိနစ်အချိန်ခန့်မှာဘီလင်းမြို့နယ်မင်းစောကျေးရွာဘုံတော်ကြီးကျောင်းကိုအကြမ်းဖက်စစ်တပ်က Jet Fighter နဲ့ပေါင်900ဘုံတီတလုံးကျဲချတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ အကြံဖတ်စစ်တပ်ကလေကြောင်းတိုက်ခိုက်ချိန်မှာဘုံတော်ကြီးမြတ်စွန်းစားနေခြင်းဖြစ်တဲ့အတွက်ဘုံသီးမှလည်းစွန်းစားကြောင်းဆောင်တဲ့တဲ့ပေါ်ကြာရောက်ပေါက်ကွဲခဲ့ကစွန်းကက်လှူဒန်းနေတဲ့ကြောင်းတာရက်ကမှနော်လာမြင့်အသက်65နှစ်နော်မဝဲအသက်62နှစ်နဲ့ကိုရင်ရှင်ကေလာတအသက်70နှစ်တို့ပွဲချင်းပြီးတေဆုံးသွားကြောင်းသိရှိရပါတယ်ဒါပြင်နော်မှုကိုအသက်26နှစ်စောမောင်ရွှေအသက်80စောကွားတို့အသက်62နှစ်နော်မမိုးအသက်28နှစ်စောမောင်နူအသက်28နှစ်စောကျော်ကေအသက်44နှစ်ဦးစင်ဦးဥဒရဝါတော်9ဝါ ဦးစင်ဦးကိတိဝါရောနဝါကိုရင်ကြီးရှင်မနိတဝါရောတဝါတို့ထိကြိုက်တန်းရရရှိခဲ့ပြီးစွန်းစားကြောင့်ဓမာယုံနဲ့ဘုံကြီးကြောင့်ဆောင်းနှန်းလည်းပျက်စီးခဲ့ကြောင်းသိရှိရပါတယ်။အကြံဖတ်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲမင်းစောကြီးရောဘုံတော်ကြီးကြောင်းမှာဘုံတော်ကြီးများနဲ့ကိုရင်များစွန့်ကပ်လူတန်းသူအယက်သားများရှိနေတဲ့စွန်းစားချိန်မှာရည်ရွယ်ချက်ရှိရှိပြစ်ခတ်တပ်ဖြတ်ခဲ့ခြင်းဖြစ်တယ်လို့ KNU ဒုတတုခရိုင်ကပြောဆိုထားပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဘောလကဲမြို့နယ်ဝမ်မလန်တက်စကန်ကိုတိုက်ခိုက်သိမ်းပိုက်မှုစစ်သား၄လောင်းနဲ့ခရဲများသိမ်းဆည်းရရှိတော်လန်ရေးတပ်ဖွဲ့ဝင်တဦးကြာဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကရင်ပြည်ဘောလကဲမြို့နယ်ဝမ်မလန်စစ်ကောင်စီတက်စကန်ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ရမှာစစ်တပ်ဘက်မှတပ်သားအလောင်း၄လောင်းနဲ့လက်နက်ခရဲများသိမ်းဆည်းရရှိခဲ့ပြီးတော်လန်ရေးတပ်ဖွဲ့ဝင်တဦးကြာဆုံးခဲ့ရကြောင်း KAC ရဲ့ချုပ်ဗိုလ်မှူးကြီးဖုန်းနိုင်ကပြောကြားပါတယ်။ မတ်လ28ရက်နေ့နနေ6နာရီခန့်အချိန်ဘော်လကဲမြို့နယ်ကိုမိုင်ခန့်အကွာဘော်လကဲမြို့နယ်မြို့တင်မြို့ကြားမှာရှိတဲ့စစ်ကောင်စီတပ်စခန်းကိုကရင်နီတော်လန်ရေးပူးပေါင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ရမှာအပြန်အလှန်ပစ်ခတ်တိုက်ပွဲ2နာရီခွဲခန့်ကြာမြင့်ခဲ့ကြောင်းလက်နက်ခဲယံနေပါလာမှုကြောင့်ကရင်နီတော်လန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များကပြန်လည်ဆုတ်ခွာခဲ့ရကြောင်းအဲ့ဒီလိုဆုတ်ခွာခဲ့ပြီးနောက်မတ်လ30ရက်နေ့မှာပြန်လည်ထိုးစစ်ဆင်ဝင်ရောက်လာစမှာစစ်ကောင်စီတပ်သားများစခန်းဆုတ်ခွာသွားတာကိုတွေ့ရှိရခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ အဲ့ဒီဝမ်မလန်စကန်ကို၃ကလောက်ဝင်တိုက်ပြီးပြီ2023ခုနှစ်2024ခုနှစ်တွေတုန်းကဝင်တိုက်ပြီးပြီမရဘူးမက်ရှလန်28ရက်နေ့မနက်6နာရီကနေ7နာရီခွဲလောက်အထိအလုတ်လုံနေတဲ့အချိန်မှာပစ္စည်းအင်အားနည်းနည်းနေတာပေါ့အဲ့ဒါကြောင့်နည်းနည်းပြန်ဆုတ်ထားပြီးတော့နားထားရတယ်ပစ္စည်းတွေဖြစ်လူအင်အားခွဲလုတ်ရင်းနဲ့မက်ရှလန်29ရက်နေ့ကသူတို့ညာကြီးစွန့်ခွာသွားကြတာထင်တယ် မတ်လ30ရက်နေ့မှာပြန်ပြီးတော့ဝင်ရှင်းတော့ရန်သူကမရှိတော့ဘူးစကန်နဲ့မှာပြောင်းကုန်ပြီစကန်နဲ့ကနေအလောင်းလေးလောင်းရတယ်ကြီအမျိုးအစားနည်းနည်းပတ်ပတ်ရတယ်များတော့မများဘူးအဲ့ဒီလောက်ပဲရတယ်လို့ KAC ရေးချုပ်ဘုံမူကြီးဖုံးနိုင်ကပြောပါတယ်ရင်းတိုက်ပွဲအတွင်းကရင်နီတော်လန်ကြီးပူပေါင်းတပ်ဖွဲ့မှရဲဘော်တဦးကြဆုံးခဲ့ပြီးမစိုးရင်ရဒဏ်ရာရရှိသူ၁၀ဦးကျော်ရှိကြောင်းစစ်ကောင်စီတပ်သားများအနေနဲ့ဘော်လက်ခဲမြို့နယ်ရွာသစ်ရွာကြားမှာရှိတဲ့မိုင်းထန်းကြီးရွာရှိကာကင်းစကန်ကိုစုခွာသွားခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ ဝမ်လန်စကန်မာကဆက်ကခနှစ်မိုင်းနောင်ကလာပြီးတော့လှုပ်ရှားတာတနစ်ကျော်ပြီးကုံတော့မယ်မကြတော့ဘူးတက်မ66လဲကုံပြီးဘကိုးကအင်မတက်ကလည်းမရှိတော့ဘူးဘောလက်ခဲကတော့ပြတ်အောင်ချတော့မယ်ကျွန်တော်တို့အလုတ်လုတ်တဲ့အချိန်မှာတော်တော်လလမလုတ်ဖို့နဲ့နေတဲ့နေရာမှာလည်းလေရင်နဲ့ဘုံချဲတာကိုသတိထားပြီးတော့မှခိုင်ခိုင်မာမာနဲ့ခေါလုံနိုင်တဲ့ဘုံခုချင်းတွေလှုပ်ထားဖို့မှာကျင်တယ်လို့ KAC ရေးချုပ်ဘုံမူကြီးဖုံးနိုင်ကပြောပါတယ် ဝမ်မလန်းစကန်မှာအထိုင်ကျတက်ဆွဲထားတဲ့စစ်ကောင်စီတပ်မှဆက်ကခနှင့်မိုင်းနောင်လက်အောက်ခံခလာရ80နှစ်တက်ရင်မှတပ်သားများအထိုင်ချထားခြင်းဖြစ်ပြီးဘောလခဲမျိုးကာကင်းစကန်တခုဖြစ်ကြောင်းဘောလခဲမျိုးမှာခမာရ433ညခမာရ330ခမာရ419နဲ့စစ်ပြူဟာအခြေချတက်တူရှိကြောင်းသိရှိရပါတယ် အဒီတက်စကန်များကိုကာကွယ်ဖို့အတွက်ကာကင်စကန်ဖြင့်ဝမ်မလန်စကန်၊မိုင်းတန်စကန်၊12မိုင်တက်ကုံ၊6မိုင်ကုံတို့ရှိရမှာယခုအခါမိုင်းတန်စကန်နဲ့6မိုင်ကုံတို့သာကြန့်ရှိတော့ကြောင်းမတ်လ19ရက်နေ့မှစပြီးဘောလခဲမြို့မှာရှိတဲ့စစ်ကောင်စီတက်စကန်များကိုလည်းကရင်နီတော်လန်ရေးပူးပေါင်းတပ်များကထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရမှာယနေ့အချိန်ထိတိုက်ပွဲပြင်းထန်နေစေဖြစ်ကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဟိုပင်မြို့မှာရေစကန်တိုက်ခိုက်ခံရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ကချင်ပြည်နယ်မွန်းညင်းမြို့နယ်ဟိုပင်မြို့မှာရဲစခန်းကိုယမန်နေ့ဧပြီ20ရက်နေ့ညမှာတိုက်ခိုက်ခဲ့ပြီးနိုင်ဝက်ခန့်ကြတိုက်ပွဲဖြစ်ခဲ့ကြောင်းရဲတပ်ဖွဲ့ဝင်တချို့သေဆုံးခဲ့ကြောင်းဒေသခံများကပြောပါတယ်။ဧပြီလ20ရက်နေ့ည9နာရီကျော်အချိန်မှာတနက်ပစ်ခတ်တန်တွေစတင်ထွက်ပေါ်လာပြီးအပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့မြို့ခန့်တအုပ်ကပြောပါတယ်။တနက်တန်တွေကမျိုးစုံအောင်ကြားရတယ်။ KNA နဲ့ PDF ကရဲစခန်းကိုလာတိုက်တာလို့ထင်တယ်။ဒီရက်တဲ့စကန်ကိုဝင်စီးမယ်လို့တရင်တွေထွက်နေတာကြာပြီလို့အဆိုပါမြို့ကန်ကပြောပါတယ်။ ဟိုပင်မြို့မှာရဲစခန်းအနီးမှာနေထိုင်သူတို့ကတိုက်ပွဲဖြစ်ပြီးတော့စခန်းထဲမှာငြိမ်သွားတယ်။တိတ်ဆုံးမှုရှိတယ်လို့သတင်းထွက်တယ်။ထိတဲ့သူတွေကိုအပြင်ကိုမတည်ခိုင်းဘူးလို့ကြားတယ်လို့ပြောပါတယ်။ပစ်ခတ်မှုနဲ့ပတ်သက်ပြီးအသေးစိတ်ကိုတော့မသိရှိရသေးပါဘူး။ပြီးခဲ့တဲ့2024ခုနှစ်နိုဝင်ဘာ12ရက်နေ့ကမိုးညင်းမြို့မှာ KTV တစ်ခုအတွင်းရဲတပ်ဖွဲ့ဝင်များတိုက်ခိုက်ခံခဲ့ရပြီးထိခိုက်တိတ်ဆုံးမှုများရှိခဲ့ပါသေးတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ငလင်ပေးတဲ့မြန်မာပြည်သူများအတွက်နိုင်ငံတကာကပေးပို့တဲ့အရေးပေါ်ရိတ်ခါစေဝါအပါအဝင်ကေဇေကူညီရေးပစ္စည်းတွေကိုစစ်ကောင်စီကဖြန့်ဝေခြင်းမရှိဘဲနေပြည်တော်မှာစုပုံထားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စကိုင်းငလင်ကြီးကြောင့်အတိတ်ဒုက္ခရောက်နေကြရတဲ့မြန်မာပြည်သူတွေအတွက်နိုင်ငံတကာကပေးပို့တဲ့အရေးပေါ်ကယ်ဆယ်ရေးရိတ်ခါစေဝါအပါအဝင်အကူအညီပစ္စည်းတွေကိုအကြံဖတ်စစ်ကောင်စီကဖြန့်ဝေခြင်းမရှိဘဲနေပြည်တော်မှာစုပုံထားကြောင်းငလင်ပေးကူညီရေးစစ်ကောင်စီနဲ့တွဲဖက်လုပ်ကင်နေရတဲ့ပြည်တွင်းအကူအညီပေးရေးတမတချို့ကပြောပါတယ် မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့စကိုင်းငလင်ကြီးကြောင့်နေအိမ်များပျက်စီးခဲ့ပြီးလူထိခိုက်တေဆုံးမှုများကြုံတွေ့ခဲ့ရတဲ့မြန်မာပြည်သူများအတွက်နိုင်ငံတကာကအရေးပေါ်ကေဆေးရေးစားနပ်ရိက္ခာနဲ့ဆေးဝါးအကူအညီများဆက်တိုက်ပေးပို့လျက်ရှိကြောင်းတို့ရရင်စစ်ကောင်စီကအဆိုပါကူညီကေဆေးရေးပစ္စည်းများကိုပြည်သူများထံကိုဖြန့်ဝေခြင်းမပြုဘဲအများစုကိုနေပြည်တော်မှာစုပုံထားကြောင်းသိရှိရပါတယ်။နိုင်ငံတကာကပေးပို့နေတဲ့တန်နဲ့ချီတဲ့ကေဆေးရေးပစ္စည်းတွေကိုငလင်ပေးတဲ့ပြည်သူတွေကိုမဖြန့်ဝေဘဲနေပြည်တော်မှာစုပုံထားပါတယ်။ နေပြည်တော်ကဝန်ကြီးဌာနရုံးရှိကွင်းမြင်တွေနဲ့တချို့ကိုအားကစားကွင်းမှာလဲထားထားပါတယ်။ရုံးဆိုတာကနေပြည်တော်ကောင်စီနဲ့လူကဲပြန်ဌာနရုံးတွေမှာပါ။လေစိမ့်မှာကတော့ရပ်ပိုင်းလောက်ပဲထားပြီးရုံးတွေဘက်နဲ့အားကစားကွင်းတွေဘက်ကိုပစ္စည်းတွေရှိထားပါတယ်လို့စစ်ကောင်စီနဲ့တွဲဖက်လုတ်ကင်နေရတဲ့ပုဂ္ဂလိကစေတနာဝန်ထမ်းကေစေးသမားကရှင်းပြပါတယ်။ စစ်ကောင်စီကငလင်ဘေးကူညီရေးအတွက်လောက်ကင်လူသူများအားလုံးခွင့်ပြုချက်နဲ့လောက်ကင်ရဲ့အမိန့်ထုတ်ထားပြီးခွင့်ပြုချက်မရှိရင်မြည်သည့်ကူညီကယ်ဆယ်ရေးကိုမှလုတ်ခွင့်မရှိကြောင်းတားမြစ်ကန့်သက်ထားတဲ့အတွက်ကူညီကယ်ဆယ်ရေးအဖွဲ့အားလုံးမှစစ်ကောင်စီထံမှအကြောင်းကြားခွင့်ပြုချက်ရယူလောက်ကင်နေကြရပါတယ် နိုင်ငံတကာကပေးပို့တဲ့ရေးပေါ်ကူညီကေဆေးဟီးပစ္စည်းများမှာလည်းအချိန်မီဖြန့်ဝေခြင်းမပြုရင်လေလွင့်ပျက်စီးနိုင်တဲ့ရေတိုအသုံးပြုရတဲ့ပစ္စည်းများပါဝင်ကြောင်းဥပမာအဖြစ်စေးဝါးနဲ့ရိတ်ခါများဟာရေတိုချက်ချင်းအသုံးပြုရမယ့်ပစ္စည်းများပါဝင်ပြီးကေဆေးဟီးပစ္စည်းများကိုတာလဘတ်နဲ့အုတ်ကစုပုံထားခြင်းမှာမဖြစ်တင်ကြောင်း၎င်းကရှင်းပြပါတယ်ပစ္စည်းတွေလေလွင့်ပျက်စီးကုန်မှာကိုစိုးရင်ရပါတယ်ပစ္စည်းတွေကိုဒုက္ခရောက်နေသူတွေစီကိုအမြန်ဆုံးပို့စေခြင်းပါတယ် ဒီနေ့စရင်အရသူတို့စီမံကယ်ဆယ်ရေးပစ္စည်းတန်3000ကျော်ရှိနေတာသူတို့ကိုယ်တိုင်လည်းမစီမံနိုင်ပါဘူးအဲ့ဒီပစ္စည်းတွေမှာတချို့ကိုလည်းဝေတာကနေပြီးတော့အတွင်းမှာပဲဝေတာ မလင်ဘေးတင်မန္တလေးနဲ့စကိုင်းကိုမရောက်ပါဘူးပြည်မနာထဲမှာတော့ KSA စကန်စနစ်တကျစီမံဆောင်ရွက်ထားတာမျိုးမရှိပါဘူးမန္တလေးမြို့ပေါ်မှာလည်းမရောက်ပါဘူးအခုငလင်ဖြစ်တာ၃ဘက်ကျော်ပြီနိုင်ငံတကာကပေးတဲ့ပစ္စည်းတွေပါတယ်လို့စနစ်တကျထိမ့်သိမ်းထားရမယ့်ပစ္စည်းတွေလည်းပါပါတယ်ဒါတွေကစက္ကဆရဲ့လက်အုပ်ဖွဲ့စည်းတွေစီမံခန့်ခွဲမှုနဲ့လေလွင့်ဖြစ်အခုကြီးတွေကိုတခြားနေရာတွေမှာအလွဲသုံးတာတွေအများကြီးဖြစ်လာနေတယ်လို့၎င်းကဆိုပါတယ် မြန်မာနိုင်ငံမှာ2008ခုနှစ်နာကစ်ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပွားခြင်းကလည်းနိုင်ငံတကာကပေးပို့တဲ့ကယ်ဆယ်ရေးပစ္စည်းများကိုအချိန်မီဖြန့်ဝေခြင်းမပြုဘဲလူကယ်ပြန်ဦးစီးဌာနရဲ့ဂိုဒေါင်ထဲမှာစုပုံထားခဲ့တဲ့ဥပမာများရှိကြောင်း၎င်းကဆိုပါတယ်။နာကစ်တုံးတဲ့ကမတုံးမဲ့ထားတဲ့ကယ်ဆယ်ရေးပစ္စည်းတွေလူကယ်ပြန်တူလောင်ယုံထဲမှာပဲစုပုံထားခဲ့တယ်လို့မျိုးအခုငလင်ဘေးအတွက်ပစ္စည်းတွေကိုလည်းမထောက်ပံ့ပဲထားထားတယ်။ပြီးတော့စစ်တပ်ကခွင့်ပြုချက်ရမှထောက်ပံ့မှုလုပ်ရတာမို့ဘေးတင့်သူအလုံးတပြင်းကြီးရဖို့မသေးကြပါဘူး။ ်နိုင်ငံတကာကလည်းကေဇေးပစ္စည်းတွေပျက်စီးသွားလားဒုက္ခရောက်နေသူတွေတကယ်ရလားဘယ်အဖွဲ့ကမှလိုက်စစ်ဆေးမနေကြပါဘူးလူသားချင်းစာနာမှုနဲ့ယင်းနှီးချစ်ခင်မှုကိုပြဖို့နှောင်ကြိုးမဲ့ပေးတဲ့အကူအညီတွေပါဒါပေမဲ့လူသားချင်းစာနာမှုအကူအညီပေးတဲ့အခါမှာအလူရှင်တွေဖြစ်တဲ့သူတို့နိုင်ငံသူနိုင်ငံသားတွေရဲ့အခွန်ငွေတွေငလင်ဒုက္ခတဲ့တွေအတွက်တာဝန်ယူမှုတာဝန်ခံမှုရှိရမှာဖြစ်ပါတယ်အခုကစကားစလက်ထက်အလုံးပုံအပ်ထားတာကမျက်နှာလွဲကဲပြစ်ဆိုသလိုဖြစ်နေပါတယ်လို့၎င်းကရှင်းပြပါတယ် ငလင်ဘေးတင်ပြည်သူများကိုကုညီကေဆေးရေးများကိုစောင့်ကြည့်နိုင်မဲ့နိုင်ငံတကာပါဝင်တဲ့စောင့်ကြည့်ရေးအဖွဲ့အစည်းကြီးတစ်ခုလိုအပ်နေကြောင်းငလင်ဘေးတင်ပြည်သူများအတွက်ကုညီရေးမှာတခဏတာမဟုတ်ပဲရေရှည်ဆောင်ရွက်ရမှာဖြစ်ကြောင်းဒါကြောင့်စောင့်ကြည့်ရေးရန်ညမဖြစ်မနေလို့အကြောင်း၎င်းကဆိုပါတယ်နေပြည်တော်ထဲကဝန်ထမ်းတွေတောင်ကေဆေးရေးတဲမရှိလို့လမ်းဘေးမှာစောင့်ကတာပေါ်လင်ကာပြီးနေကြရတာပါသူတို့နေရာချပေးတဲ့အားကစားခွင့်နေရာတွေနဲ့ရုံးတချို့နားတွေမှာလည်းပစ္စည်းတွေအကုန်ထားခဲ့ပြီးမတော်နိုင်နိုင်ကြပါဘူးနိုင်ငံတကာအနေနဲ့ဘယ်လိုဆက်လုပ်သင့်တယ်လဲ သူတို့ဝန်ထမ်းတွေအတက်တောင်စနစ်တကျမစီမံနိုင်တာတိုင်းလေးခုပြည်နယ်တစ်ခုကဒုက္ခသည်တွေကိုဘယ်လိုစီမံနိုင်မှာလဲအလူရှင်နိုင်ငံတွေကသူတို့လူထားတဲ့ပစ္စည်းတွေကိုအမှန်တကယ်ဖြန့်ဖြူးပေးလားဘယ်သူတွေကိုဘယ်နေရာမှာပေးလိုက်လဲဆိုတာကိုစောင့်ကြည့်အကဲဖြတ်တဲ့စနစ်ထားဖို့လိုပါတယ်စက္ကစထိန်းချုပ်ဒေတာတွေမှာတကယ်ဒုက္ခရောက်ပြီးသူတို့စီကဘာအကူအညီမှမရတဲ့သူတွေအနေနဲ့တည်င်းပို့တိုင်ကြားနိုင်တဲ့ရန်နေရာတွေအစီအစဉ်တွေလုပ်ဖို့လိုအပ်ပါတယ်လို့၎င်းကရှင်းပြပါတယ် လက်ရှိအခြေအထိစစ်ကောင်စီရဲ့ထုတ်ပြန်ချက်အရငလင်ပေးကူညီကေဆယ်ရေးအတွက်နိုင်ငံတကာလူသားချင်းစာနာမှုအကူအညီတန်ချိန်3900ကျော်ရောက်ရှိလာကြောင်းတရုတ်နိုင်ငံကကား23စီးအိန္ဒိယနိုင်ငံကသင်္ဘော5စီးနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကသင်္ဘော10စီးတို့ရောက်ရှိခဲ့ကြောင်းထောက်ပံ့ရေးပစ္စည်း2514တက်သမ6တန်နဲ့ကေဆယ်ရေးပစ္စည်း1169တက်သမ1တန်စုစုပေါင်း3913တက်သမ9တန်ရောက်ရှိကြောင်းသိရှိရပါတယ် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စကိုင်းငလင်တန်ကျောင်းအိမ်ပြူသူရောအိမ်ပျက်စီးသူများအားလုံးမီတာကပေးရမယ်လို့စစ်ကောင်စီကအမိန့်ထုတ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြံဖတ်စစ်ကောင်စီကစကိုင်းငလင်တန်ခန်းစားခဲ့ရတဲ့ဒေသများမှာပြည်သူများကိုမီတာကပေးဆောင်ဖို့အတင်းအဓမ္မကောက်ခံနေကြောင်းဒေသပြည်သူများကပြောဆိုပါတယ်။စကိုင်းငလင်ကျောင်းနေအိမ်ပျက်စီးမှုမရှိရင်တုံးဆွဲတဲ့လျှက်စစ်မီတာယူနစ်ဖက်ရှုနိုင်တဲ့ပြည်သူများအနေနဲ့ မတ်လအတွက်မီတာပေရရှိပါကဘေးပေါ်မှာပါရှိတဲ့နောက်ဆုံးပေးဆောင်ရမယ့်ရက်စွဲအတိုင်းပေးဆောင်ရမှာဖြစ်ကြောင်းသိရှိရပါတယ်။နေအိမ်ပျက်စီးမှုရှိခဲ့တဲ့ပြည်သူများအနေနဲ့မေလ၁ရက်နေ့မှာစပြီးရခင်သုံးဆွဲထားတဲ့မီတာယူနစ်များအတိုင်းဧပြီလနဲ့မတ်လအတွက်နှစ်လတာကြာတင်ွေတွက်ချက်ရင်မီတာကပေးဆောင်ရမယ့်နောက်ဆုံးရက်များမှာပေးဆောင်ရမှာဖြစ်ကြောင်းသိရှိရပါတယ်။ဒါပြင်အကြံဖတ်စစ်တပ်ရဲ့လျှက်စစ်ရုံးများကနေအိမ်မှာရှိတဲ့မီတာဖတ်မရအောင်ပြက်စီးသွားပါကသက်ဆိုင်ရာလျှက်စစ်မန်နေဂျာများကိုဆက်သွယ်ရမယ်လို့သိရှိရပါတယ်။ ပြည်သူတွေဒီလောက်ဒုက္ခရောက်နေတာတော့မီတာဆောင်ဖို့ဆိုပြီးလိုက်ပြောနေတယ်စစ်ခွေးခန့်အုပ်ချုပ်ရေးမှုတွေလည်းရက်ွက်แท้မှလိုက်ပြောနေတာတွေရှိတယ်ပြည်သူတွေပေါ်တော်တော်မြင့်တာထားတဲ့ကောင်တွေပဲလို့ဒေတာပြည်သူတို့ကပြောဆိုပါတယ်ဟုတ်ကဲ့ပါခင်ဗျာအခုလောဆုံးထိနားဆင်ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးထူပဲတင်ရှိပါတယ်နောက်ထပ်ပြည်ရင်းပြည်ပသတင်းတော်လိုင်းရေးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုယ်စိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ